ကိုရင်တင့်နဲ့နဲ့ထပါအောင်ဟာဒီလိုနဲ့ကိုရင်ကပင်ကအဲ့နေဟာနူးလာတယ်ဘာဖြစ်တာလဲကိုရင်တော့ဟိုကိုရင်တော့ဗိုက်စာလာလို့ပါဟာကိုရင်တော့ကတော့လှုပ်ပြီဒီနေ့မှာတော့မိဝိုင်းနဲ့ဆောင်းမကချက်လေးကင်ပြီးရွာရဲကိုအလူပိတ်စာဖိဖို့အတွက်ထွက်လာခဲ့ကြတာပါဆောင်းမတို့ရေဘယ်နာကစပြီးတော့ဖိတ်ကြမလဲအင်း အလဲပိုင်းကနေစပြီးတော့ဖိတ်ကြရင်ဟောဖိတ်ဆောင်မှာအလဲပိုင်းကလူတွေကတော်တော်များတယ်ဟာโอเคလေအဲ့လိုဆိုရင်အလဲပိုင်းကနေစဖိတ်ကြတာပေါ့ဒါလို့ねမိဝိုင်းတို့လေကြီးများတို့အင်းရှင်းနာကိုသွားလိုက်တယ်အဲ့ဒီချိန်မှာလေကြီးများတို့အိမ်ထဲမှာရှိနေရခွေကစောင်းဟောင်းတော့တာပါစောင်းမကဟဲ့မိုင်းလို့ပေါအောင်ဟဲ့ ်ကြီးမရဲ့ခွေးကတို့ကိုက်တော့မင်းနဲ့တူတယ်အေးဟာကြီးမရဲ့ပြောကြီးမမေဝိုင်းအဲ့လိုအော်ကော်လိုက်တော့ကြီးမအင်းထဲကနေထွက်လာခဲ့တယ်။အော်မေဝိုင်းတို့ပါလားဟဲ့အောင်နေရေအဲ့ဒါမေဝိုင်းတို့ပါကွကြည်မြအဲ့လိုအော်ပြောလိုက်မှအောင်နဲ့လေဟောင်းနေရကရပ်သွားခဲ့တော်လေဟိုကြည်မြတမီးတော့ကြည်မြကိုအလူလာဖိတ်တာပါဟမ်အော်အလူဖိတ်စာလားဟုတ်တယ်ကြည်မြရဲ့ဦးသိန်းနဲ့ဒေါ်ပြုံးတို့အိမ်ကအလူဖိတ်စာရေပါဝူ ။အော်မောင်သိန်းတို့လေဒီနေ့ရှမ်းကန်ရှင်မျိုးအလူမင်္ဂလာပွဲလောက်တာလားကွ။ဟုတ်တယ်ကြီးမြတ်ရဲ့။ဤကွင်းဟိုတမီးတို့တခြားပိတ်ဆရာနေရာလေးရှိတယ်လို့သွားလိုက်ပါအောင်မရှိ။ဤကွင်းအေးအေးဒီလိုနဲ့မိဝိုင်းတို့လေကြီးမြတ်တို့အိမ်ရှိကနေထွက်လာခဲ့လိုက်ကြ යි ။ တပတ်မှာတော့ဘို့ထုတို့တုတ်ဘောတို့အိမ်ကိုရောက်နေခဲ့ကြတာပါကပြေပေါ်မှာလှဲနေတဲ့တုတ်ဘောကိုဘို့ထုကဟဲ့အောင်တော့ဘို့မင်းမလေးကြုံရုံမရှိတဲ့အတိုင်းအချိန်ပြည့်ကိုလှဲနေတော့တာပဲငါလှဲကျင်လို့လှဲနေရမဟုတ်ဘူးဟာပြင်းလို့လှဲနေရပြင်းရင်လည်းဖះစာဖတ်နေပေါ့ကွာအရင်းနဲ့အကြောင်းဆိုမရွတ်တက်ပဲဖြစ်နေမယ်နော်လာမြင်ပြီတယောက်အင်းကအမေလဲရှင်မပြုတ်ခင်တလားလောက်လူတွေကဖះစာကြီးပဲကြက်ခိုင်းနေလို့ ငါရှက်ပြင်းနေပြီဟာပြင်းမနေနဲ့တော့ဘုတ်ကြီးတို့တွေကိုရင်ဝင်ဒီတက်ပိုးစိုးလိမ့်မှာအဲ့ဒါတော့ဟုတ်တယ်ဟာငါလည်းပြောလို့သာပြောနေရတာဒီတလောတို့တောင်ရောက်ကိုမိဘတွေကအိမ်မှာပဲနေခိုင်းနေလို့တို့တွေချစ်ရှုံးမိနေရမဟုတ်လားတိုင်းလေးချင်းမြန်တော့လဲခက်မိမှာဆိုလို့မလုပ်ပါနဲ့တဲ့ငါလည်းငုတ်တော့ပဲဟုတ်ပါကွာငါလည်းတော်ရဲသွားပြီးတော့စူဆန်လေးလာခြင်းနဲ့တခုရှိနေအောင်ရက်ထားရီကွာသူတို့တယောက်တကုံပြောနေကြတော့မိဝိုင်းနဲ့ဆောင်မကစတီဆိုင်ကင်ပြီးရောက်လာခဲ့တာပါ ဟာမိဝိုင်းတော့လာတယ်တော်ပေါ်လေငပိတ်အံတန်ကြားလာလေလက်ရည်နေရကချက်ချင်းထထန်လိုက်တယ်ဟမ်မိဝိုင်းနေစားဘာလို့ယူလာလဲတို့အတွက်လားဟုတ်တယ်တော်ပေါ်ရဲ့အကြီးပြောင်းကနင်တို့တောင်ရောက်သားဗိုက်စာနေတော့မယ်ထမင်းလေးသွားပို့ပေးပါဆိုလို့အဲ့ဒါလာပို့ပေးတာရေရှယ်ပဲရှယ်ပဲတော်ပေါ်နေမြာမှားလိုက်တယ်ရနော်ဖះစားတိကြာဖက်နေရလားတဲ့ဖက်နေရမကွာစောင်းနဲ့မျက်နှာနေအောင်လုံးဝမခွာဘူးရေအဲ့ဒါတိကြာလေးပြန်မျောပေးလိုက်ဟွန်း ငါတော့မထင်ပါဘူး။အေးလေဟုတ်သားပြီ။ငါတွေးလိုက်တာတော့နင်အိတ်နေရပါ။ဟုတ်ပါဦးဟ။ခုမှခဏလေးအကြောဆက်လိုက်ရုံပါ။အေးပါဟဲ့။ထမင်းစားကြအောင်။ဒီလိုနဲ့အေးကုန်တော့မှာ။ဒီလိုနဲ့ဖိုးထူးလို့လေကွက်ပြေပေါ်မှာပဲထမင်းစားနေခဲ့ကြတယ်။ဘလို့လေစားကောင်းရဲ့လား။ရှဲကောင်းတော့ပဲ။အဲ့ဒါနင်တို့အမေတွေရဲ့ငါတို့အမေတွေရဲ့ကအကုန်ပေါင်းပြီးတော့ချက်ထားကြတာဟ။အော်အဲ့ဒါကြောင့်မို့ အရန်ကိုစားကောင်းနေရအောင်အဲ့ဒီအချိန်မှာပဲသူတို့နာကိုတရဲလင်မယားနှစ်ယောက်ကတိတ်တိတ်လေးရောက်လာခဲ့တာပါအဲ့ဒါကိုစောင်းမကအရင်မြင်သွားခဲ့ပြီးတော့အမလီပလုတ်တော့တရဲတရဲကြီးပါလားဟိုမင်းတို့ဘက်ကဖိုးထုတ်ကိုဖွဲ့လိုက်ဟုတ်ပါတယ်ဗျကျွန်တော်တို့ကဖိုးထုတ်ကိုဖွဲ့ရပါဒီလိုလာရကြုံနဲ့သွားပြီပဲဒီလိုပါကျွတ်တို့လင်မယားကရှင်မပြုတ်နိုင်တဲ့ကလေးတစ်ယောက်ကိုရှင်ပြုတ်ပြီးရဟန်းခံနိုင်မှုအတွက်အလှငွေလေးထည့်ခြင်းလိုပါဝိုး ဒီဟာဦးလေးတရေတို့ဟာအရန်ကိုစိတ်ထားမှမျက်တာပဲဟိုတလို့ပါအရေးရဲ့သားလေးကိုလူပွားတော်ကရှင်ပြုတ်ပြီးတင်ရန်စီပေးခြင်းခဲ့ပြီမင်းအရေးတို့သားလေးကကန်ဆုမှုမောင်းချပြီးအရင်ဆုံးသွားခဲ့တာပါအဲဒါကြောင့်မို့အရင်သားလေးကိုစားဒီဟာကလေးတယောက်ကိုဖြည့်ဆည်းပေးခြင်းတာပါဟုတ်ကဲ့ကျွန်တော်လူကြီးတွေကိုတေချာပြောပေးလိုက်ပါမယ်ဗျတကယ်လားရင်ကျေးဇူးတင်လိုက်တာ ဟုတ်ငွေသားကတော့ဒီမှာပါအဲ့လိုပြောပြီးတရေတော်ကြီးတို့ကဖိုးထုတို့ကို ငွေတိတ်ပင်လို့ဝမ်းနာပျော်ရွှင်တဲ့မျက်နှာနဲ့အဲ့နေရာကနေထွက်သွားခဲ့တော်တယ်။တို့ပေါ့ဒီတကောင်တော့နေလုံးဝမလန့်ပါလား။မလန့်တော့ဘူးလေဟာ။ငါကကိုရင်ဝတ်တော်မှာဆိုတော့အဲ့လောက်ကတော့အိတ်စီရင်။ကဲပါအဲ့ဒါတွေသာထား။တို့တွေအိမ်မှာရှိတဲ့လူကြီးတွေကို အကျိုးအကြောင်းတောပြပြကြတာပေါ့။ဖိုးထူတို့အိမ်မှာတော့ဖိုးတော်တို့ကလာသားတစ်တိုက်ကမန်းနဲ့စောင့်နေခဲ့ကြတာပါ။မန်းနဲ့ပေါ်မှာရှိနေတဲ့တာရင်နဲ့ဖိုးတော်ကို ဦးသိန်းကអော်ပြောလိုက်တယ်။ဖြူမဘိုးတော်တို့မင်းနဲ့ဆောက်တာအစဉ်ပြေးကြရဲ့လားကွ။ဟမ်ပြေးပါလေဦးလေးသိန်း။ကျုပ်တို့လည်းအပေါ်အကျိုးစားတွေကိုခိုင်ခိုင်ကြည့်ပြီးပြီးပါပြီ။အေးကွတတိထားလို့ကြောင်းပြီးရင်မင်းတို့အတွက်အချိုးပွဲကိုအရှိပြုံးတို့ခွေကပြင်ဆင်ထားပြီးပြီကွ။အဲ့ဒါသွားစားကြည့်ကြအောင်။ဟုတ်ကဲ့ပါဦးလေးသိန်း။အဲ့ဒီအချိန်မှာပဲမဲချင်းနဲ့ကြာကြီးကအထုပ်တွေကိုစီနေမန်းနန်နာကိုရောက်လာခဲ့တာပါ။ဦးသိန်းဟာဟာ မြို့ပေါ်မှာရှင်လောင်းဝိဆုံနေတောင်းငါတဲ့ခွဲကရောက်လာကြပြီလေဟမ်ဟုတ်တယ်ဦးလေးရဲ့မြို့ပေါ်ကနေဒီမနေ့အစောထွက်တဲ့ကားရှိနေရနဲ့သမီးတို့တခါလေးလိုက်လာခဲ့တာအေးကွယ်သမီးတို့လေးနေရောပေါ့ဦးလေးတည်ပြီးပါအဲ့ဒါနဲ့ဖိုးတော်နေတာတင်ကသူတို့နာကိုရောက်လာခဲ့တယ်ရပါတယ်ဦးလေးတင်ရဲ့ကျုပ်တို့နှစ်ယောက်ပဲကိုယ်တည်ပေးလိုက်ပါမယ်အော်အေးပါကွာတာတင်ကကြိုင်းလေးကျုပ်ကိုယ်တည်ပေးပါမယ်ကျေးဇူးပါကိုယ်တာတင် အင်းနောက်တော့ဖိုးထရိုတတွင်လည်းငွေတုပ်ပိုက်ပြီးသူတို့အိမ်ကိုရောက်လာခဲ့ကြတာပါတဘောမေဒေါ်တင်တွေကဖိုးထရိုကိုမြင်တော့ဟေးသားတို့ဘယ်လိုဖြစ်ပြီးတော့ဒီလိုလာခဲ့ကြတာလဲကွအိမ်မှာပဲနာနာနေနေနေကြတာမဟုတ်ဘူးသားတို့ပြေးနေပြီမေရဲ့ဒီမှာခဏလောက်နေလို့မရအောင်ငါဟင်အိမ်မှာပဲပြန်နေကြမှာသားတို့ရဲ့ဟိုသားတို့လည်းပေးစာရှေ့ပေးပြီးပြန်မှာပါရေဘာများလဲသားလေးရဲ့ဟိုသားပေးချင်တာဒီငွေထုတ်ပါ ဟမ်အဲ့လိုပြောပြီးဖို့တူလေသူတို့စီတရဲလီမယားနှစ်ယောက်လာသွားပြီးအလူငွေလာပေးသွားတဲ့ကိစ္စကိုအသေးစိတ်ကအစားပြောပြလိုက်တော့တယ်ဟေးဒီလိုဆိုတော့ပြီအကြီးတင်ကသူနဲ့နေရဲ့မြင်းလေးကိုရှင်းပြပေးချင်နေတာတော့ငွေကြေးအစင်မပြေလို့ဆိုပြီးနောက်နေ့မှရှင်းပြပေးဖို့စုံမြတ်ထားတာအဲ့ဒါအကြီးတင်ရဲ့မြင်းလေးအတွက်သုံးလိုက်ရောဒီလိုဆိုတခါလေးအစင်ပြေသွားတာပေါ့ဤကွေအကြီးတင်ရဲ့လည်းပြောနေရှာတော့မှကျုပ် အကျိုးကြောင့်တော့ပြောပြပေးလိုက်ပါဦးမယ်။အဲ့လိုပြောပြီးဒေါ်လင်းနဲ့လည်းအဲ့နေရာကထွက်သွားခဲ့တော့တယ်။ဒီနေ့မှတော့ရှင်လောင်းလေးရဲ့နေ့ကိုကြောက်ရွံ့လို့လာခဲ့ပါပြီ။ရှေဆောင်ကနေတာသနာလန်ကိုကင်ပြီးသွားနေတဲ့တကြီးကမိုင်းနဲ့ဆောင်းရတော့တာပါ။ဟယ်လိုဟယ်လိုအလူတရေကဦးသိန်းနဲ့အလူတရေကမှဒေါ်ပြုံးတို့ရဲ့သားမောင်ဘိုးတို့ရဲ့အဖွဲ့ကို ရှင်သာမဏေကြီးမြတ်မှာဖြစ်တဲ့အတွက်ရှင်လောင်းလဲလို့လာပါပြီပြုတကြီးရဲ့နောက်မှာတော့အုံမေငပြောဝဲရက်ထားတဲ့အဖွားစိန်နဲ့အလူတိုင်ကကြီးဖြစ်တဲ့ဦးသိန်းကသမိတ်ကိုလွှဲပြီးအလူတိုင်ကမှဖြစ်တဲ့ဒေါ်ပြုံးနဲ့မဲချစ်တို့အပြိုတိုက်ကတော့တင်ငန်းကြိုင်ပြီးလိုက်ပါလာခဲ့ကြတာပါမဲချစ်တို့အပြိုတိုက်နောက်မှာတော့မောင်ရှင်လောင်းဖိုးထူကမြင်စီပြီးဘေးနားကနေဖိုးထော်ကရွှေတီမိုဘီလို့လိုက်ပါလာခဲ့ရှင်လောင်းဖိုးထူရဲ့မြင်နောက်မှာ ရှင်လောင်းငပင်တုတ်ပေါ်နဲ့အကြီးတင်ကြီးရဲ့မြင်းဖြစ်သူတို့ကနှဲစီပြီးတော့လိုက်ပါလာခဲ့ကြရပါနှဲရဲ့နောက်မှာတော့ဥရွှေယုံနဲ့အိုးစီတည်းရဲ့သူကကခေါ်ပြီးတော့လိုက်ပါလာခဲ့တော်ဒီတုတ်ပေါ်ကငပင်မင်းပေါ့ပေါ့တွေကိုဟိုဘက်ကိုလည်းကျဲလိုက်အောင်ဟုတ်မလားလူတွေအများကြီးပဲအေးပါမင်းလည်းကြည့်ပြီးကျဲအောင်နော်ရွာမဆုံးခင်လေပေါ့ပေါ့နဲ့တကြားလုံးနေကုန်းနေမှာအေးပါဟာဒါနဲ့ဖိုးထုကတယောက်တည်းဆိုတော့ပြင်းနေတော့မှာပဲငါတော့မထင်ပါဘူး သူ့ရုပ်ကြည့်လေပြုံးပြီးနေရပဲ ောင်ရင်ဖြစ်တဲ့ပိုးထုတို့ဖွင့်လေအလူဝဲမှာဧကန်နဲ့ထမင်းနဲ့ဟင်းကိုအဝစားကြတော့တယ်တုပ်ပေါ်ကဝါခုမှပဲနေသားတိုင်းသာရှိတော့တယ်ငါပိုက်စာလုံးတော့လမ်းအောင်မလျှောက်နိုင်တော့ဘူးဟာအေးပါအဝစားတာမနေ့ပြန်စားပြီးတော့တို့တွေညစာမစားရတော့ဟာအင်းတော့ဟုတ်သားပဲအဲ့လိုပြောပြီးမောင်ရင်လောင်းတုပ်ပေါ်လေအဝစားနေခင်းတော့တယ်အဲ့ဒီအချိန်မှာမိဝိုင်းနဲ့ဆောင်းမကအလူမန်းနဲ့ကိုလာတဲ့ဧည့်သည်တွေကို ဲ့ကံကြီးမွေးကုနေခဲ့တာပါ။ဒေါက်ကင်ဝိုင်းကသမီးမြဝိုင်းရေဒီဘဝိုင်းကိုအရှိတောင်လေးဖြည့်ပေးပါဦး။ဒါလုံးနဲ့အလူပဲကိုလာရောက်သူတွေနဲ့ဦးသိန်းတို့အလူမန်းနဲ့ကြီးကစီကားနေခဲ့တော့လေ။နောက်နေ့ရောက်တော့အလူမန်းနဲ့မှာပဲဘိသိဆရာနဲ့ဘိသိမြောင်းလိုက်ပြီးမောင်ရင်လောင်းတွေကိုစံချပေးတော့လေ။ဖိုးထုကိုစံချပေးတဲ့အခါမှာဦးသိန်းနဲ့ဒေါ်ပြုံးက ပိတ်ဆောင်အဖြူကိုတစ်ဖက်စီကင်ထားပြီးပြီးဖုံဖုံကဆန်ချပေးနေခဲ့တာပါဖုံဖုံတပည့်တော်ကိုတေးချာချာလေးရိတ်ပြီးပါနော်ကောင်းပါပြီဒကာလေးဖို့ထူရင်တပည့်ချမ်းမှာတော့တုပ်ပုံးကိုဆန်ချပေးဖို့အတွက်ဥမောက်တုံးနဲ့ဒေါ်ဒင်းတွေကပိတ်ဆောင်အဖြူကိုကင်ထားပြီးပြီးဖုံဖုံတပါကဆန်ချပေးနေခဲ့တာပါဖုံဖုံတပည့်တော်စပင်းကရှေ့လင်းနေရှိတာဆိုတော့တေးချာလေးရိတ်ပြီးပါနော်ကောင်းပါပြီဒကာလေးရဲ့ဒကာလုံးပြောင်းနေအောင်ရိတ်ပေးပါမယ်ဒါလို့ဆိုတပည့်တော်ရုပ်က ။ထမင်းပေါင်းဝင်တွေကကြဲ့ဥထွက်တယ်လို့ဖြစ်နေမှာလား။ဥမောင်တို့ကကရုံးနဲ့လဲလှကျင်သေးရလားတိုင်။လှကျင်နေတယ်လို့တော့မဟုတ်ပါဘူးပဲ။ရုံမစိုးစေချင်တာပါ။ဒီလိုနဲ့မောင်ရင်လောင်းနေစမ်းကြတဲ့ကန်လင်းလေးပြီးဆုံးသွားခဲ့ပြီ။ဖမုံစီမှာတင်ငန်းတောက်ခန့်လို့တင်ငန်းစီပြလိုက်ကြပြီ။ဒီလိုနဲ့နောက်နေ့မနက်ပိုင်းမှာကိုရင်လေးတွေဖြစ်သွားတဲ့ဖိုးထုတို့အဖွဲ့နဲ့ចောင်းနိုင်ဖမုံတို့ကစုံငန်ကြွလာခဲ့တာပါ။ မိဝိုင်းမတော့အရှိမတော့မိဝိုင်းကအမိဖြစ်သူနဲ့တူစုံလောင်မှုအတွက်အသင့်ဆောင်နေခဲ့ကြတယ်။ဒီလိုနဲ့ဘုံကြီးကျောင်းသားလေးဘိုးကြီးကရှိကနေကြေးစီတူပြီးလာနေခဲ့တာပါ။စုံတော်ပြုတ်စုံတော်မိဝိုင်းကကိုရင်လေးတွေစုံငယ်ကြွလာတာကိုမြင်သွားခဲ့ပြီးတော့ဟဲ့အမေဖမုန်းနဲ့ကိုရင်လေးတွေကြွလာပြီတော့။ဤကွယ်စုံကိုတေးချလေးလောင်းဟုတ်ကဲ့ပါမိဒါနဲ့မိဟိုတရေတွေကူညီနေ ရှင်လောင်းဝင်နိုင်သွားတဲ့ဖုံးငယ်ဆိုတဲ့တယောက်ရောသူ့ကိုမတွေ့မိပါလား။အော်အဲ့ဒီကွေရင်လေးကတပီကုန်းရွာဦးချောင်းကိုပြောင်းသွားပြီကွ။အော်အဲ့လိုကိုဒီလိုနဲ့ဖုံးဖုံးနဲ့ပိုးတို့ကိုရင်သုံးမလေးမိဘိုင်းနုံနာကိုရောက်လာခဲ့တာပါ။မိဘိုင်းကတန်ဃာတော်များကိုရီမန်း၍စုံများလူထဲမှာရရှင်မယ။ခုလိုလူထဲရတော့အကျိုးအားကြောင့်စိတ်ရချမ်းသာခြင်းကိုယ်ရချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပြီ။ဒီတမကလှူဒန်းနိုင်ကြပါစေ။ ပုံမလှည့်ပြီးသွားတော့တုပ်ပုံးလေးကိုရောက်လာခဲ့တာပါတုပ်ပုံးကတော့မြေဝိုင်းစီအားနေစုံခဲ့ရတာအတူဆန်ဖြစ်နေတဲ့အတွက်ပြုံးစစ်စစ်ဖြစ်နေခဲ့တော်ဒီတန်ဃာတော်များကိုရည်မှန်း၍စုံများလှူဒန်းမှရရှင်မယဒီလိုနဲ့မြေဝိုင်းလေးကိုရင်လေးတွေဖြစ်တဲ့ဖို့ထုတော်သုံးယောက်သားကိုတလဲစီစုံလောင်းနေခဲ့တော်ဒီညပိန်ကတကယ်မဒီနေ့စုံလောင်းတာတပတ်တွေပိုင်းနဲ့ပြည့်စုံမင်းတော့ ဒါဘောဟာအဲဟိုမှားလို့တင်မကိုရင်လေးဗျာတပည့်တော်မှနေ့တိုင်းဟိုခုလိုပဲဆွလောင်းပါလေဗျာဒီလိုနဲ့ကိုရင်လေးငပိန်လေးမြေဝိုင်းမအောင်စပြီးကိုရင်ဖိုးထူထူနောက်ကိုခတ်တက်တက်လေးလိုက်သွားခဲ့တော့လေဒီလိုနဲ့ပုံမုံနဲ့ကိုရင်လေးဖိုးထူထူတို့တော့တောင်းရောက်တာစုံငန့်ကြွလာခဲ့ရကနေအရှိဘက်ကနေလာနေတဲ့မော့ဆရာချက်ကြီးကိုတွေ့လိုက်ရတာပါကိုရင်ဖိုးထူဟာဟာကိုချက်ကြီးပါလား ်ရှေ့ကသွားနေတဲ့ပုံမုံကဖို့သူစကားကြောင်းចောင်းဝင်လိုက်တော့ ਈ အော်ဟိုဟိုတခါကြီးချက်ကြီးပါလားဘယ်ရပြန်လာလဲကိုရင်တို့အလူပွဲတော့ကခီးထွက်နေရကြားလို့ကွ့မော်စီယာချက်ကြီးဟာတင်မကွန်ရင်လေတပည့်တော်ရေးကြီးကိစ္စနဲ့တပည့်ရောင်ခီးထွက်နေရလို့ပါဟိုတခါကြီးချက်ကြီးနောက်နေကြအောင်လာလေပါဦးကွ့တင်မကွန်ရင်လေတပည့်တော်ဆက်ဆက်လာခဲ့ပါမယ်ဒီလိုနဲ့ကိုရင်လေးပို့သူတို့လေပုံမုံနောက်ကို ခက်တက်လေးနိုင်သွားခဲ့တော့လေညာဘရောက်တော့ကိုရင်လေးပို့ထူတို့သုံးမလုံးတန်းစီအိတ်နေရာကကိုရင်တော်ဘောကဗိုက်ဆောင်လာခဲ့တာပါကိုရင်တော်ဘောကကျင်းနေရာကနေထထိုင်လိုက်တယ်ကိုရင်တင့်နဲ့နဲ့ထပါအောင်ဟာကိုရင်ပို့ထူတို့သုံးယောက်သားကကိုရင်ဝိပီပထမဆုံးရမှာဘွဲ့နမယ်တွေကိုမခေါ်တတ်သေးတာဆိုတော့အချင်းချင်းခေါ်ချင်းရင် တင်းနေသုံးနေနဲ့ခေါ်ချဖို့အတွက်တိုင်ပင်ထားခဲ့ကြတာပါ။ဒီလိုနဲ့ကိုရင်ငပင်ကအိတ်နေအောင်မိုးလာတယ်။ဘာဖြစ်တာလဲကိုရင်သုံး။ဟိုကိုရင်သုံးဘိုက်စာလာလို့ပါ။ဟာကိုရင်သုံးကတော့လှုပ်ပြီ။ကိုရင်ငပင်နဲ့ကိုရင်တော့ပေါ်တော့စကားပြောတဲ့အကြောင်းကိုရင်ဖို့သူလည်းမိုးလာခဲ့တာပါ။ကိုရင်သုံးဘိုက်စာလို့ဟုတ်လား။ဟုတ်တယ်ကိုရင်တည်းရဲ့။ဟိုကိုရင်မခုစားလို့ရလားယင်။အဲ့လိုမရဘူးဟာ။ဖုံဖုံတင်ကိုရင်တို့အစုခံမှာ ။ဟိုကိုရင်သုံးဘိုက်စာနေအိမ်မြန်လို့ဘယ်လိုလုပ်ရမလဲ။အဲ့ဒါမှဒုက္ခပဲ။ဟိုကိုရင်တင်းနဲ့ကိုရင်နဲ့ကိုရင်သုံးကိုဒီလိုလုပ်ပေးပါလိုက်ရင်ဟမ်ဘယ်လိုလုပ်ပေးရမှာလဲကိုရင်သုံးရဲ့ကိုရင်တို့နှစ်ယောက်ကတကားပေါင်တာကနေဖုံဖုံကလာမလာဘူးစောင့်ကြည့်ပေးတာကိုရင်မုံလေးကိုခဏခိုးစားလိုက်မယ်ဟုတ်ပြီလေဒီလိုဆိုလဲမြင်မြန်စားကိုရင်တို့နှစ်ယောက်သွားစောင့်ကြည့်နေပြီမယ်အဲ့လိုပြောပြီးတော့ကိုရင်ပိုးတို့နှစ်ယောက်နဲ့အပြင်ကိုချောင်းနေခဲ့ကြတယ် အရာနာမှာကြံခဲ့တဲ့ကိုရင်တို့ဘုံကတော့သူ့အိမ်ကထည့်ပင်လိုက်တဲ့မုတ်တီကိုအားရပါရခိုးစားနေခဲ့တော့တာပါဒီလိုကနေကိုရင်တို့ဘုံလေးမုတ်သီးသွားခဲ့တော့တယ်ဘလို့ဖြစ်တာလဲကိုရင်သုံးရဲ့ဖြစ်ဖြစ်စားမှာဟာဟိုဟိုကြောင်ကြောင်တရေကိုတွေ့လိုက်လို့ပါဟမ်ကြောင်တရေဟုတ်လားအဲ့လိုပြောပြီးကိုရင်ပိုးထူတို့နှစ်ယောက်နေကိုရင်တို့ဘုံနောက်ပြေးသွားလိုက်ကြတယ်ကြောင်တရေကတော့ကိုရင်တို့ဘုံနောက်မှနေပြီးမုတ်တောင်းစားနေခဲ့တာပါ ကြောင်တည်းကမုတ်လာတောင်းစားတာပဲကျွလိုက်ပါကိုရင်တုံးရဲ့အေးအေးပါဒီလိုနဲ့ကိုရင်တော်ပေါ်လေကြောက်ကြောက်နေကြောင်တည်းကိုမုတ်ကျွေးနေခဲ့တော့ဒီအဲ့နောက်တော့သူတို့နောင်ကိုကြောင်းနိုင်ပုံပုံကရောက်လာခဲ့တာပါကိုရင်လေးတို့ခုထိမကြိမ်းညာသေးဘူးလားကွဟိုကြိမ်းကြိမ်းမာတော့မေပုံပုံပြာအေးကွမနေ့ဖက်လဲစောစောထားအောင်မှာဆိုတော့ကြိမ်းကြတော့ကွတင်မပုံပုံပြာဒီလိုနဲ့ကိုရင်ဖိုးထူးတို့လေး အနားမှာရှိနေတဲ့ကြောင်တရေကိုကြည့်လိုက်ချိန်မှာကြောင်တရေကရှိမနေခဲ့တော့ပါဘူးအနောက်တော်ပုံမုံလေးအပြင်ထွက်သွားခဲ့ပြီးကိုရင်သုံးမလိုချိန်လိုက်ကြရင်ဇလန်းလေးလေးပြေဆုံးသွားခဲ့ရောလေ